NLD ဘဟုကော်မတီဝင်တွေနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်ကိုတွေးဆခွင့်ရခဲ့တယ်ဆိုတဲ့သတင်းဟာမမှန်ကန်ဘူးလို့ဘဟုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါရယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါရယ်ရှင်။ NLD ဘူကွန်ဒီဝင်းရဲ့ဖြစ်တဲ့ဒေါက်တာတင်မင်းဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရတယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီသတင်းကမှန်ကန်မှုမရှိသလိုတန်တရားဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါက်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပိုပြီးစိုးရိမ်တယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘူကွန်ဒီဝင်းဒေါက်တာမျိုးညွန့်ကပြောပါတယ် င်းရာဒရင်းမာဖြစ်တာသိကြပါတယ်ဒီဒရင်းမာကြီးဟာအချိန်တိုက်ပြီးတော့ရွေးချက်ရှိရှိထုတ်ပြန်တယ်လို့ကျွန်တော်ကတော့တာမညာရှိပါတယ်အဲ့ဒီလိုထုတ်ပြန်နေနေကျွန်တော်ခေါင်းဆောင်ရဲ့ကျန်းမာရေးအချိန်ကိုကျွန်တော်ကပုံပြီးဆိုရင်ဖြစ်ပါတယ်ကျွန်တော်ခေါင်းဆောင်ဟာ ဒေါ်ဆန်းစုကြည်ကိုသူရဲ့ရှင်းနေဖွဲ့က2022ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းအချိန်၃နှစ်နီးပါးကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်ဆောင်ကတည်င်းအမှောင်ချခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကိုဖောက်ခံတဲ့ပြည်သူတွေကိုစိတ်သက်ရေးရာတိုက်ခိုက်ချင်တာမကြခင် ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်တည်င်းအမှားတွေကိုစစ်ကော်မရှင်ကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းတယောက်ကမှတ်ချက်ပေးပါတယ်။တကယ် တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်ဒေါက်ဆန်းစုကြည်ကိုဖယ်နေရမှာထားတယ်ဘလို့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ပွင့်လင်းမြတ်သားမှုရှိတယ်ဟာဒေါက်ဆန်းစုကြည်ကတော့ဒီလိုအခြေအနေရှိပါတယ်ဒီမှာတော့မြင်တဲ့အတိုင်းမှာအဲ့လိုမျိုးပွင့်လင်းမြတ်သားမှုနဲ့ ဘက်ကနေဂုံတက်ကရှိရှိလုပ်ဖို့တော့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဒူလောဒူလောဒူလောနဲ့ပို့တရပို့တိုးပြီးတော့ကျွန်တော်တို့ကတော့စိုးရပကင်းဖြစ်မိတယ်ဗျအဓိကတော့သူ့ရဲ့နိုင်ငံကြီးထပ်ပေါက်နိုင်ငံကြီးအကျိုးမြတ်အလို့ငါအထူးသဖြင့်တော့ရွက်ောက်ပွဲပေါ့ရွက်ောက်ပွဲအပေါ်မှာအာယုံပြောင်းတယ်လို့တော့ကျွန်တော်တို့ကအဲ့လိုရှုမြင်သုံးသပ်တယ်ဒါတော်ဆန်းစုကြည်ကိုအသုံးချတယ်လို့တော့ကျွန်တော်တို့ကရှုမြင်သုံးသပ်တော့အဲ့ဒီအဲ့ကိစ္စနဲ့ပတ်သက်လို့ပြင်းပြထန်ထန်ကန့်ကွက်တယ်ချုံချတယ်လို့တော့ကျွန်တော်ဒေသကပါကြပါတယ် ဆရာနာစတဲ့နေ2021 February တနင်္လာနေ့အစောပိုင်းကလေးကနိုင်ငံတော်ဥတည်ငံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရနဲ့ပါတီထိပ်တန်းကောင်းဆောင်တွေကိုစစ်ကောင်းဆောင်ကဖမ်းဆီးထိန်သိမ်းခဲ့တာပါအသက်80ရွယ်ဒေါက်ဆန်းစုကြည်ကိုစစ်ကောင်းရှင်တရားရုံးက2029နှစ်အထိချမှတ်ထားပြီးဘယ်နေရာမှာထိန်သိမ်းထားလဲဆိုတာကိုတော့အတိအလင်းသတင်းမထုတ်ပြန်ခဲ့ပါဘူးကျွန်တော်တုဒ္ဒချမ်းသာပါ